စမယ်အခုလာမယ်မက်ရှလာ29ရက်နေ့တက်မတော်နေ့အခမ်းအနားနဲ့ပတ်သက်ပြီးတက်ထောက်ခံသူတွေရဲ့ခြေကွဲဝန်းတဲ့တန်လေးကိုပြောပြချင်ပါတယ်အခမ်းအနားမှာပါဝင်စည်းရေးပြကြမယ်လူအင်အားဟာ2022ခုနှစ်အာနာမသိမ့်မီအချိန်ထိပုံမှန်အားဖြင့် squad ခုကို15 20အင်အားနဲ့တက်မတော်ကလှလှပပအင်ပြအားပြီးတရုတ်ပေါ်ခဲ့ပြီမယ်2022ခုနှစ်နောက်ပိုင်းကစလို့လူအင်အားတိတိတသာလျော့နေလာတာ အခုနောက်ဆုံး2025စီရေးပြအခမ်းအနားမှာဆိုရင်တော့ပုံမှန်တစ်တဝက်တိတိအင်အားယုံနေသွားတာကိုတက်ထောက်ခံသူအနေနဲ့ဝမ်းနဲ့ကြေကွဲစွာတွေ့မြင်ရပါတယ်။စကွက်တွေလုံးဝကြီးလို့မလာတော့ဘူးဗျာ။အနှစ်သာရရလဲကြောက်ဆုံးနေသလိုခံစားရတယ်။ဒါဟာနိုင်ငံနဲ့စစ်မျက်နှာဖွင့်ထားရတဲ့တက်မတော်အနေနဲ့ရှေ့တန်းစစ်မျက်နှာတွေပါလူအင်အားများစွာအသုံးပြုထားရတယ်ဆိုတာငြင်းမရသည့်အချက်ဖြစ်တယ်လို့ တနိုင်ငံလုံးကိုတက်မတော်ကအေးအေးဆေးဆေးထိန်းချုပ်ထားနိုင်နေတာမဟုတ်ဘူးဆိုတာကိုလည်းမြင်သာစေပါတယ်။မြမအတံမြဝူရီတို့မှာကြီးညာနေသလိုမျိုးတနိုင်ငံလုံးအေးအေးချမ်းချမ်းသာရလျက်ရှိမနေဘူးဆိုတာကိုလည်းပြောချင်တာပါ။တစ်ဆက်တည်းမှာအခုလိုပုံကံမှုတွေဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့အချက်တွေကိုပါကျွန်တော်တို့တတ်ထောက်ကန်သူအနေနဲ့စဉ်းစားကြည့်စရာဖြစ်လာပါတော့တယ်။အာနာသိမ့်နေဘာလို့လဲဆိုမဲနေလို့ပေါ့။မဲနေလို့အာနာသိမ့်နေဆိုတာမမှန်ဘူး။ တမင်လူလေကြတာပြန်ချမယ်တပုံတွေကပုံကန်နေတမတော်ကနှိမ်နေနေနှိမ်နေတဲ့နေရာမှာတမတော်ကရက်သားတွေပါမချမ်းဘုံကျင်ပြစ်တတ်တယ်အဲ့ဒီတော့ဒီဖက်ဆစ်စစ်တပ်ကိုအမြင့်ဖြတ်မယ်စသည်ဖြင့်နိုင်ငံရေးတန်တရားထဲမှာတိုင်းပြည်ကစီမျောကဲကြရပါတော့တယ်အချုပ်အားဖြင့်ဆိုတော့တမတော်ကကိုနဲ့သက်ဆိုင်တဲ့ကာကွယ်ရေးစမ်းရည်မြင့်တေးရေးအပိုင်းတွေကို focus လုပ်အာရုံမစိုက်ပဲ ကိုနဲ့သက်ဆိုင်မှုလုံးဝမရှိတဲ့အုပ်ချုပ်ရေးအပိုင်းတွေမှာဝင်ရောက်ကြီးစိုးချေလေကြလို့အခုလိုတစ်ဖက်မှာတမတော်အင်အားရော့ကျလာပြီးစစ်မှုထမ်းဥပဒေနဲ့စစ်သားအများပြောက်ခေါ်ယူအသေးအံလိုက်စုရတဲ့နေသားတိဖြစ်လာပါတော့တယ်။ကိုနဲ့မဆိုင်တာကိုတမတော်ကိုခူတုံလုပ်ပြီးအာနာသိမ့်လူလေကြခဲ့ကြတဲ့တက်ကောင်းဆောင်အချို့နဲ့စိတ်သက်ပြက်ပြားနေတဲ့တမတော်သားအချို့ကြောင့်ပြည်သူလူထုရဲ့မုန်တီးခြင်းကိုလည်းခံရတာကတကယ်ကိုစိတ်မကောင်းစရာလက္ခဏာတစ်ခုပါ။ တက်မတော်ခေါဆောင်အချို့ရဲ့အတ္တကြီးမှုကြောင့်ရှေ့မှာစီရေဘလောက်ပြင်းပြင်းနောက်မှာတော့အရှက်ရွယ်ဟောင်းလောင်းဖြစ်နေတဲ့တက်မတော်နေအခန်းလားကိုဒီနေ့မှာတော့တက်ထောက်ခံသူတယောက်အနေနဲ့မကြည့်ချင်လဲကြည့်ရပေဦးမယ်။နောင်ကာလတစ်ခုခုမှာတော့အင်းပြအပြင်းနဲ့စီပြအခမ်းအနားကြီးကိုအရသာရှိရှိ ပြန်လဲမြင်တွေ့လိုပါသေးတယ်ဗျာ။ဆိုပြီးတော့တက်ထောက်ခံသူစစ်စစ်တယောက်ရဲ့ကြေကွဲဝန်းထဲတန်လေးကိုကြားရပါတော့တယ်။ဒါပေမဲ့ तू မတိလိုက်တာက မဲလိန်လို့လည်းမဟုတ်ဘူးမဲခိုးလို့လည်းမဟုတ်ဘူးဒီဘဘကြီးကအာနာတင်းကျင်လို့ကိုတိန်တာဗျနောက်ပြီးစေရပြအခမ်းအနားလဲထပ်ဖြစ်လာဖို့မမြင်တော့ပါဘူးဘာဖြစ်လို့လဲဆိုအကျန်းဖတ်ဗရက်တွေက နေပြီးတော့ကိုဝင်သိမ့်ဖို့တာဆူနေကြလို့ပဲတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဘဆေးကြီးတိုင်း